ားလုံးမင်္ဂလာပါကျွန်တော်နေပြ channel ကနေပြန်လည်ပြီးတော့ជួសលလိုက်ပါတယ်ဒီကနေ့ PU လေးမှာတော့ကျွန်တော်အိမ်မှာအသုံးပြုနေကြတဲ့ Wi-Fi နဲ့ password ကိုအလွယ်တကူဘယ်လိုမျိုးပြောင်းလို့ရနိုင်မလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေနေနဲ့ကကိုယ့်ရဲ့အိမ်မှာလက်ရှိအသုံးပြုနေတဲ့ Wi-Fi နဲ့ password ကိုအလွယ်တကူချိန်လို့ရနိုင်မယ်နီးလန်းအကြောင်းကိုသိကြတဲ့ဆိုရင်တော့ဒီနေ့ PU လေးကိုအဆုံးထိရှိပေးသိကြပါမယ်ခင်ဗျာ ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ Wi-Fi password ချိန်မှာဖြစ်တဲ့တကြောင်ပေါ့နော်။ကျတို့ကကိုချိန်ညင်တဲ့ Wi-Fi ရဲ့ဒီဟွာပေါ့နော်။ Wi-Fi ကိုကျွန်တော်တို့ဖုန်းမှာပေါ့နော်ချိန်ထားဖို့လိုပါမယ်။အဲကျတို့က Wi-Fi password ချိန်မယ်ဆိုရင်ကျတို့ကဒီ desktop အနေနဲ့ချိန်ချင်း PC အနေနဲ့ချိန်ချင်းပေါ့နော်။ကိုချိန်ညင်တဲ့ Wi-Fi Wi-Fi ကိုတော့ကျွန်တော်အရေးချိန်ထားဖို့လိုပါမယ်။အဲတကယ်လို့ဒီချိတ်ချိတ်ပြီးတော့မှာပေါ့နော် Wi-Fi connected ဖြစ်ပြီးတော့မှာပဲကိုချင်းညင်တဲ့ Wi-Fi ရဲ့ IP address နဲ့ကျတို့က website ကနေတွားပြီးတော့ အ IB လိမ့်စာနဲ့ဝင်ပြီးတော့ဗောနော်ချိန်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ကကျွန်တော်ချိန်ကျင်တဲ့ Wi-Fi ရဲ့ Wi-Fi ဗောနော်ဖုန်းမှာအရင်ဆုံးချိန်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့က browser တစ်ခုခုကိုအရင်ဆုံးဝင်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီလိုမျိုးဗောနော်အဲသူ့ရဲ့ဒီ IB address လိမ့်စာအတိုင်းတစ်ချောင်းဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကဒီ MPD Wi-Fi ရဲ့ password ဗောနော် MPD Wi-Fi password ဒီဟိုအားလေးဝင်လိုက်မယ် အဲ့ဒီမှာဆိုရင်ကျွန်တော် user name နဲ့ password ရှိတယ်တချို့ဆိုရင်တော့ကျွန်တော်တို့ဒီ admin ဆိုပြီးတော့ရှိတယ်ပေါ့နော် admin admin ဆိုပြီး admin ဆိုပြီးတော့နှစ်ခုရှိတယ်ဒါကတော့ကျွန်တော်ဒီ wifi ကို password ပါတခါတည်းကိုယ့်အောင် change လာပြတဲ့အကြောင်းပေါ့နော်ပြီးရင်ဒီနေ့ကျွန်တော်လုပ်ပြတဲ့ပုံစံနိုင်မယ် setting နဲ့ကိုဝင်နိုင်မယ်ပြီးရင်ကျွန်တော်တို့ကဒီ 4G နဲ့ 5G network ရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကနာမည်တစ်ခုတော့ပေးထားရတာပေါ့နော်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ wifi name တော့ပေးပြီးသွားပြီ ီမှာ password နေရာမှာဆိုရင်တော့ကျွန်တော်တို့ထားခြင်းတဲ့ password ကိုကျွန်တော်တို့က hide ကိုအမှန်ခြေလေးကိုဖြုတ်ပြီးတော့ဗောနော်တစ်ချက်ပြန်ပြီးတော့ထားပစ်လိုက်ပါပြီးတော့ apply ကိုပဲနှိပ်ပစ်လိုက်ပါခင်ဗျာဒါကတော့ကျွန်တော်တို့ဒီ mpd wifi နေ password တွေ chain နဲ့အနေထားမျိုးပါနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီ high wifi ရဲ့ password chain တွေကိုပြောပြမှာဖြစ်ပါတယ်စောစောကပုံစံအတိုင်းပဲကျွန်တော်တို့က high wifi ရဲ့ password ကို chain မှာဖြစ်တဲ့တကြောင်မို့ high wifi ကိုကျွန်တော်တို့ရဲ့ဖုန်းမှာဗောနော်အရင်ဆုံး connect လုပ်ထားဖို့လိုပါမယ် ဒါကြောင့်မို့ကျွန်တော်ကဒီ high wifi ကိုကျွန်တော်ရဲ့ပုံမှန်ခုနတက်လုပ်လိုက်ပါမယ်။ password ကတော့ကျွန်တော်တို့ဒီအရင်ဆုံးထည့်ရတဲ့ password ကတော့အဟောင်း password ပေါ့နော်။အ password change မှုတော့ကကြတော့ကျွန်တော်တို့ကဒီ wifi connected ဖြစ်မှာပဲ password change လို့ရတာဖြစ်တဲ့အကြောင်းမို့ wifi ကိုကျွန်တော်တို့ရဲ့ဖုန်းမှာဖြစ်ပြီး laptop မှာဖြစ်ပြီး desktop မှာဖြစ်ပြီးပေါ့နော်။အရင်ဆုံးတော့ change ထားဖို့လိုပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ high wifi တော့ကျွန်တော်တို့ရဲ့ဖုန်းမှာချိန်သွားရွေးဖြစ်ပါတယ် high wifi ကိုကျွန်တော်ချိန်သွားပြီဆိုရင်လည်းကိုနေက MPD wifi ချိန်တော့တော့ကျွန်တော်ကသူ့ရဲ့ IP address လိမ့်စာအတိုင်းပေါ့နော်ကျွန်တော်တို့ကကျွန်တော်ရဲ့ browser ကနေသွားပြီးတော့ဝင်ရမှာဖြစ်ပါတယ် IP address လိမ့်စာကကြတော့ကျွန်တော်တို့ရဲ့ဒီ wifi set လေးတွေရဲ့နောက်မှာလေးပေါ့နော် IP address ဆိုပြီးတော့ကျွန်တော်တို့ကိုလိမ့်စာလေးလိမ့်စာဝင်လို့ရတဲ့ link ပေါ့နော်အဲ198ပေါ့နော်အဲ့လိုမျိုးစတဲ့ဒီ http အဲ19.168.11ပေါ့နော်01ဆိုပြီးတော့အဲ့လိုလိုရှိတယ် ယူဇာနိမ်းမှာဆိုရင်တော့ဒီမှာတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲများသောအားဖြင့်တော့ admin ဆိုပြီးတော့ထားပေးထားပါတယ်။ဒီမှာလည်းကျွန်တော်က admin ကိုနှိပ်ပြီးတော့ login ပဲဝင်လိုက်ပါ။ဒါကတော့ကျွန်တော်တို့ဒီ high wifi နေမှာဆိုရင်ပေါ့နော်။အဲကျွန်တော်တို့က password ချိန်မယ်ဆိုရင်ကျွန်တော်က security key ကိုသွားရတယ်။ security key ကိုရောက်ပြီးဆိုတော့အဲ့ဒီမှာဆိုရင်ပေါ့နော်1ရှိတယ်။အဲ့ထဲကနေမှာကျွန်တော်က security key ကိုထပ်ပြီးတော့ဝင်ရမယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီ password နေရာပေါ့နော် password ချိန်လို့ရမယ်အမှန်ကြီးပုံစံလေးပြနေတယ်။ အဲ့ဒီမှာကျွန်တော်တို့ကဆော့ဆော့ကပုံစံတိုင်းပဲကိုချင်းချင်းနဲ့ပတ်စော်ကိုထည့်ပြီးတော့ submit ကိုပဲနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ high wifi ရော mpd wifi ရောပေါ့နော်အလွယ်တကူပတ်စော်ချိန်လို့ရနိုင်မယ့်နေတိုင်းအကြောင်းပါဒီကနေ့ video ဒီကိုကြည့်ပြီးတော့အဲကျွန်တော်မိတ်ဆွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ wifi နဲ့ပတ်စော်ကိုအလွယ်တကူချိန်သက်သွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ကတော့နည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတည်ဆဲ့ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ် ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်မိတ်ဆွေအနေနဲ့လည်းအဲတခုခုပေါ့နော် test နဲ့ပတ်သက်တဲ့နည်းပညာအကြောင်းအရာတွေကိုအဲတည်တည်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကဲလို့မိတ်ဆွေအနေနဲ့အဆင်ပြေတာရှိရဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရတယ် like and subscribe share လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့ဒုတိယစီတန်းကိုလည်းကျေးဇူးတူတူရှိပါတယ်ဗျာအားလုံးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးရတယ်နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ